ဒီနောက်ကိုရင်ဘောက်ကိုတော့ထိုင်အောင်ပြန်လာမယ်နော်အဲလာခဲ့လာခဲ့နော်ထိုင်အောင်ပြန်လာခဲ့နော်ဘန်ကောက်မှာနော်ငါဘန်ကောက်မှာနေတယ်ကိုစီကိုတော့မချန်နဲ့ငါစီကိုအရင်ငါချက်ပြန်လာခဲ့ငါလည်းကတော့ရှင်နေတာအဲ့ဒီဘောက်ကဘောက်ကတော့ဘောက်ကတော့တော့လိုင်းမမနိုင်မဖြစ်နေတာပေါ့နော်တော်တော်တွတ်ချင်နေတယ်ငါလည်းကတော့ရှင်နေတယ်အာအခုရနေပြီးတော့ငါဒီဝတ္ထုနဲ့ကပ်ဖို့တန်းငါရှာထားပါပေါ့နော်နင်းနင်းလာလို့ရှင်ငါကတော့မလို့ အာဝတ်ကပ်ဖို့ဆိုတာဒီပိဿနဲ့တော့မဟုတ်ဘူးငါလက်ဦးထဲကျွန်တော်ဖြတ်ပြီးတော့အဲ့ဒီမှာထည့်ပြီးတော့နေကိုကတ်လိုက်တာအဲ့တော့ဒီတော်လိုင်းနိုင်ဖို့လိုတယ်ဆိုတာဒီလိုအရေးကြုံအောက်တန်းစားတွေကိုကျွန်တော်တို့နှိမ့်ကုတ်ပို့ရတယ်အခုငပောက်ကထိုင်းကိုမလာဘူးလို့ပြောလို့မရဘူးလာနိုင်လာအောင်ပဲအလုံးတည်းရဲ့တိုင်းထိုင်းဆိုတာလေတော်လိုင်းဘက်ကိုအပြတ်ရက်တည်ထားတဲ့တိုင်းပြည်တစ်ခုမဟုတ်ဘူးနှစ်ဖက်ကိုဘဲမဲ့ညီအောင်လို့နေတဲ့တိုင်းပြည်တစ်ခုဖြစ်တဲ့အတွက်သူတို့ဘက်ကလည်းထိုက်ပြနေအောင်ဆက်သွယ်ဆက်သွယ်မှုပတ်သက်မှုဆက်နွယ်မှုတွေရှိတယ်ဒါကြောင့်မလို့ကျွန်တော်ဒီညမှာတစ်ခုပြောချင်တယ်ဒီဗီဒီယိုဖိုင်ကိုတင်လိုက်တဲ့ညီကိုကစပြီးတော့ မပေါက်ပဲလာတာဘလူပဲလာတာကျွန်တော်တို့တွေကထိုင်းမှာနေတာဖြစ်တဲ့အတွက်ဥပဒေမဲ့လုတ်ပြီးတော့မလုတ်မိစေနဲ့ရှင်းရှင်းပြဥပဒေပေါင်တဲ့ကကျွန်တော်တို့ဘလို့တောက်ပြန်လို့ရမလဲဒီလိုလူရောက်มาတွေဒီအောက်တန်းစားတွေကိုကျွန်တော်တို့ကထိုင်းနိုင်ငံရဲ့အတာအဝယ်ဥပဒေပေါင်တဲ့ကနေဘလို့တောက်ပြန်လို့ရမလဲဌာနဆိုင်ရာတွေနဲ့ပေါင်းစည်းပြီးတော့ဘလို့ကင်ွယ်လို့ရမလဲဒါမျိုးတွေကိုများများအားပေးကြပါများများဝိုင်းကြိုးစားပေးကြပါအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပေါ့ကိုတော့ထိုင်းနိုင်ငံကိုတစ်ခေါက်ပြန်လာပြီလို့ပြောလာသည့်အပေါ့ကိုထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ထိုင်းဥပဒေနဲ့အညီသားငပေါ့ကိုလိုရမှာဖြစ်ပြီး ဥပဒေပြင်ကနေလှုပ်ကြံခြင်းများမပြုလုပ်ကြဖို့ကိုစီကအထူးမေတ္တာရက်ခံလိုက်သည်မူအဆုံးထိနာဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာမနေ့ကတော့ကမနေ့ကတော့ကငပောက်ကဗီဒီယိုဖိုင်တစ်ခုတင်တယ်အားလုံးကြည့်ပါပါငပောက်ကတော့အရေးချုံအရေးချုံဟမ်ဘာဖြစ်လဲပေါ့လက်တော်ကျွန်တော်တောင်းတယ် မနေ့ကတော့ငပောက်ကဘုံမက်ခဲနဲ့ကျွန်တော်နဲ့ကိုချိန်ချောက်ပြီးတော့ဗီဒီယိုဖိုင်တစ်ခုတင်တယ်အဲ့ဒါကတော့တူထိုင်းကိုပြန်လာအောင်မဲ့ငစီမင်းမကြတော့ဘူးဆိုပြီးတော့ချိန်ချောက်တယ်နော်အဲ့တော့မတ်တီရွှေသားငပောက်ချိန်ချောက်တဲ့ဟာကိုအခုဒီမှာပြည်သူတွေကကိုတယောက်ကဘာပြောထားလဲကြည့်ပါလိုက်နော်ဒီလောက်ကရင်ပောက်ကိုထိုင်းကိုပြန်လာမယ်နော်အဲလာခဲ့လာခဲ့နော်ထိုင်းတော့ပြန်လာခဲ့နော်ဘန်ကောက်မှာတော့ငါဘန်ကောက်မှာနေတယ်ကိုစီကိုတော့မရှာနဲ့ငါစီကိုအရင်လာချပြန်လာခဲ့ငါနဲ့ကတိုးရှင်နေတာအဲ့ဒီပေါက်က ဘကရောဘကရောတို့လည်းမမနိုင်မဖြစ်နေတာပေါ့နော်တို့တွေ့ချင်နေတယ်ငါလည်းကြွတ်ချင်တယ်အော်အခုရနေပြီးတော့ငါဒီဝတ္ထုလေးကပ်ဖို့တည်းကရှာထားမှာပေါ့နော်နင်နင်လာလို့ချင်းကကြွတ်မလို့အာဝတ္ထုကပ်ဖို့ဆိုတာဒီပတ်စံနေတော့ပေါ့ကောငါလက်ဦးဒီတလုံးဖြတ်ပြီးတော့အဲ့ဒီမှာတက်ပြီးတော့နင်ကိုခတ်လိုက်မယ်နော်လီးနဲ့ကြွတ်မယ်လီးနဲ့လာခဲ့နော်ဒီမှာကြွတ်မလို့အာဝတ္ထုကပ်ဖို့ဆိုတာဒီပတ်စံနေတော့ပေါ့ကောငါလက်ဦးဒီတလုံးဖြတ်ပြီးတော့အဲ့ဒီမှာတက်ပြီးတော့နင်ကိုကတ်လိုက်မယ်နော် လီးနဲ့ကတော့မယ်လီးနဲ့လာခဲ့တော့ဘန်ကောက်မြို့မှာနေတယ်အမေသာဘတ်မှာဘန်ကောက်မြို့မှာနေတယ်ကဲကြားတဲ့အတိုင်းပဲဟမ်မတ်တေရွှေသားငပောက်နော်ငပောက်မင်းကငါ့ကိုချိန်မောင်းနေလို့ရှိသေးတယ်ဟိုမှာဘန်ကောက်မှာမင်းကိုနော်ကတ်ချင်လို့တဲ့အစင်နဲ့ကတ်ဖို့စောင့်နေတဲ့သူကစောင့်နေပြီငပောက်ကြီးဘယ်လိုလုပ်မလဲနော်အဲ့တော့လက်ရှိမြန်မာပြည်မှာကနေပြမှားတာမှန်တာရေတရားတာမတရားတာဆိုတဲ့အရာတွေမကြည့်ကြတော့ကျောက်ဆယ်မြန်မာပြည်ကတကယ်ဗုဒ္ဓဘာသာတိုင်းပြည်လို့လားပြောလားသူများဗုဒ္ဓဘာသာမဟုတ်တဲ့တိုင်းပြည်တွေမြန်မာပြည်ထက်အများကြီးငြိမ်းချမ်းနေတာအားလုံးတွေ့မယ်အဲ့ဒါဘာကြောင့်လဲ ဘာကြောင့်လဲဆိုတော့ဒီလိုဘုဒ္ဓဘာသာကိုနာမည်ခံပြီးတော့အတုအယောင်အောက်တန်းစားပြီးများလို့ပဲဘုဒ္ဓဘာသာဆိုတာအင်မတန်ကဘာဝတရားဆန်တဲ့ဘာသာတစ်ခုအင်မတန်ရိုးရှင်းတဲ့ဘာသာတစ်ခုအင်မတန်နူးညံ့တဲ့ဘာသာတစ်ခုအင်မတန်တိမ်မွေ့တဲ့ဘာသာတစ်ခုဒါပေမဲ့လက်ရှိအဲ့ဒီဘုဒ္ဓဘာသာဒီဖျားရဲ့အဆုံးအမတွေကိုထိမ့်တိမ်ဆောက်ရှောက်လက်ဆင့်ကမ်းပါမယ်ဆိုတာတန်တာကိုခေါ်တာအဲ့တော့အဲ့ဒီတန်တာတွေကတင်ငန်းချုပ်တယ်အဲ့ဒီတင်ငန်းမြင်လိုက်တာနဲ့လူလူကလေးစားတယ်ပေးကကလေးစားတယ်တန်ဖိုးထားတယ်ဒါကိုလူရုံမာတွေကကောင်းကောင်းသိတော့အဲ့ဒီတန်တာတွေချုပ်တဲ့တင်ငန်းကို ခက်တီတီနဲ့ကောက်ချောင်ပြီးတော့ဘာလုပ်တူတော်ကောင်းပြအောင်စောင့်ပြီးတော့ရုတ်မာတဲ့အလုပ်ကိုလုပ်ကြတယ်အဲ့ဒီထဲမှာတော့မတ်တင်ရွှေသားရွှေကြာငပောက်အရှိတော့မှာနော်ငပောက်ဟာပါရာဇိကလေးပါးနဲ့ကြပြီးတော့ပါရာဇိကကြနေတဲ့ဒူတီဟာအဲ့တော့ယဟန်မှာပါရာဇိကကြသွားရင်ဘယ်တော့ခါမှယဟန်မဖြစ်တော့ဒါကြောင့်မလို့ငပောက်ကိုအဆရာတော်ဆရာတော်ဆရာတော်ကိုယ်ပဲနေချမယ်ဆိုရင်ဒီလောက်လူတက်ဖို့ပြက်ဖို့တနေ့တနေ့ဝီနီးနဲ့မညီတဲ့ဇကားတွေအပြောတွေအလုပ်တွေနေထိုင်မှုတွေလုပ်နေတဲ့တယောက်ကိုဘလို့အတွေးခေါ်ဘလို့တဒါမျိုးနဲ့ဒါစိတ်မျိုးနဲ့ဖြစ်ခိုးလဲဆိုတော့ကျွန်တော်စဉ်းစားမှတ်တယ် နော်အဲ့တော့ငပေါက်ကဘူးဆိုရင်ထိုင်းကိုပထမတစ်ခေါက်လာဦးပါပြီဈေးကူနေဆိုတဲ့ခေါင်းစဉ်တော့ပြေးပြင်းနဲ့သူကိုယ်တိုင်လာတော့မှပထမတစ်ခေါက်လာတော့ကစတင်ထားတဲ့အကောင်ကြီးကြီးလိုချင်တဲ့အတွက်ကိုကိုယ်တိုင်ငစားဖြစ်မြားတင်ရင်လည်းမြားမှာပဲဆိုတာအဲ့ဒါကတော့ရှင်းပါလေထိုင်းမှာအခုထောက်ဖို့တွေရှိတယ်အဲ့ဒီထောက်ဖို့တွေကိုလာမြားတာလက်ရှိတွင်ဦးတော်လိုင်းရင်းမှာနိုင်ငံတကာရောက်မြန်မာပြည်သားတွေအများကြီးရှိတယ်အဲ့ဒီထဲမှာအင်အားအကောင်ဆုံးဝိုင်းလုပ်ကြတာဒီထိုင်းနိုင်ငံဘာဖြစ်လို့ထိုင်းကအင်အားကောင်းလဲဆိုတော့ထိုင်းကိုရောက်တဲ့ပြည်သူဥယျာဉ်ကလည်းမြားတယ် ထိုင်းပြီးလို့ရှိရင်မလေးရှားတို့အဂျပန်တို့ကိုရီးယားတို့စတဲ့ဖြင့်စင်ကာပူတို့မြန်မာပြည်သားတွေရှိပေမဲ့စင်ကာပူနိုင်ငံလုံးမှာဆိုရင်တော်တော်နဲ့တော်နိုင်နဲ့ပတ်သက်တော့လှုပ်ရှားနေတယ်လှုပ်ရှားလို့မရဘူးရှင်းရှင်းပြောရင်ငွေလွှဲရတယ်ဒါအစကျွန်တော်လှုပ်ချင်တိုင်းလှုပ်လို့မရတဲ့အပိုင်းသားတွေရှိတယ်ထိုင်းမှာကြတော့အောက်ခြေလူဒန်းစားများပေမဲ့အဲ့ဒီအောက်ခြေလူဒန်းစားတွေကဒီနေ့ချိန်ထိတော်နိုင်ရေကိုကိုယ့်ရဲ့ twin dancer တွေကမစားရမတောက်ရတဲ့ဝိုင်းကူညီဝင်ရနေတာဒါကငပေါ့တို့ကကောင်းကောင်းတည်တယ်ဒီလိုအခုလိုမျိုးရှုံးပါတာမဖြစ်ဘူးเนาะဒါမှအခုဒါပခံနိုင်လို့ငပောက်ရဲ့ပြောစကားကိုပခံနိုင်လို့တင်ထားတဲ့ညီကိုတယောက်ရဲ့စကားပဲเนาะဟမ်ဘကတော့လာခဲ့เนาะ ။ဘန်ကောက်မြို့တစ်ဆယ်တန်းဖျားနာမှာငါလုံးလုံးနေတယ်။လာခဲ့နော်။လဲတော့ငါတို့ဆိုင်မှာခွေးပြည့်တဲ့ခွေးစားတွေကိုကတ်မယ်။ပြုလို့ရှိရင်ငါမျိုးလီးနဲ့ကြတော့မယ်။ဒါငါလုံးမပတ်ကြတော့ဘူး။နောက်ဆုံးဆဲသွားတာတော့အတက်ပဲเนาะဖြစ်တယ်။ပေါက်ကတော့ဆိုအဲ့ဒါငါပေါက်တာဘာဖြစ်ဆိုလူတွေကိုပတ်ပြီးတော့လေအကုတ်လိုပေးနေတာဗျ။အကောင်းဆုံးလား။လက်ရှိကျွန်တော်တို့နိုင်ငံမှာအဲ့လိုအကုတ်လိုပေးနိုင်အောင်လဲစနစ်မကျစီမံထားတာ။ဒါငါပေါက်အလောက်ကိုတွားမကျင်လေ။ဘာဖြစ်လို့လဲဆိုတော့ခင်ညွန့်လက်ထက်ကထောင်လိုင်း80ကျော်ကိုကတော့တုံးပြီးတော့တနိုင်ငံလုံးကိုပတ်ပြီးပြုတ်လိုက် အဲ့ဒီခေတ်ကကိုးချောင်ကိုးဆိုပြီးတော့မဘာတာကိုးချောင်ကိုးပြီးတော့မဘာတာပေါ့နော်ခေါင်းစဉ်အမျိုးနဲ့ထွက်လာတာအဲ့တော့မဘာတာဆိုတဲ့စကားအင်မတန်ကောင်းတယ်လေအမျိုးဘာသာတာသနာကာကွယ်ဆောက်ရှောက်တာအတားကောင်းတဲ့စကားအင်မတန်မုံမြတ်တဲ့စကားလုံလဲလုံပြင်းတဲ့အလုပ်အမျိုးကိုအမျိုးကိုဘာသာကိုဘာလို့ကာကွယ်ဆောက်ရှောက်တယ်ဒါဟာမြတ်စွာဘုရားတော်ရဲ့ချီးမွမ်းတာလေဒါပေမဲ့လို့နာမည်ကကောင်းပေမဲ့လောက်ရက်ဒီတကယ်အမျိုးဘာသာကိုဆောက်ရှောက်တာလားအမျိုးဘာသာကိုပြဿနာရှာတာလားအဲ့တော့ဘာလို့လဲဆိုတော့အဲ့ဒီဒီထောင်လိုင်းဆဲတွေကနေရီမှာရှိတဲ့တရာတရာတန်ထားတန်တဲ့ နော်တန်ကာတွေလူပုဂ္ဂိုလ်တွေစီယုံနေအမျိုးသားတွေဆိုလူတိုင်းကအမျိုးချစ်စိတ်ပြင်းထန်ကြတယ်မြန်မာပြည်သားတွေကမြန်မာနိုင်ငံဘာကြတာဝင်နေဖြစ်နေဆိုမျိုးချစ်စိတ်ပြင်းထန်ကြကိုမျိုးချစ်တဲ့စိတ်ဘယ်လူမျိုးဘာမေးတီမိလူမျိုးမိမချင်ဘာမေးတီဘာမေးတီနော်မကျင်နိုင်ပြဿနာဖြစ်လို့ဆိုတော့လည်းမြန်မာပြည်မှာအရန်တော့လူမျိုးတစ်ခုကိုလည်းနာမည်ကမ်းပြီးကောက်ဆဲလိုက်တယ်မိုးမိတ်မျိုးကိုစုပေါင်းအင်အားနဲ့ကာကွယ်သွားမယ်လို့တော်လန်ရေးတပ်ဖွဲ့တွေပြောတအောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA စုခွာသွားမယ်မိုးမိတ်မျိုးကိုစုပေါင်းအင်အားနဲ့ကာကွယ်သွားမယ်လို့ အဲ့ဒီမြို့မှာအခြေစိုက်ထားတဲ့တော်လန်ရေးတပ်ဖွဲ့နဲ့ဖွဲ့ကလူလူမျိုးဦးကိုပြောပါတယ်2029စစ်စင်ရေးဒုတိယပိုင်းမှာ TNLA ဦးဆောင်ပြီးပူးပေါင်းတပ်တွေတင်ပိုက်ခဲ့တဲ့မိုးမိတ်မြို့မှာ TNLA အပြင်ကချင်လွတ်လပ်ရေးတပ်မတော် KIA ကချင်ဒေသကာကွယ်ရေးတပ်ကျောင်းသားတပ်မတော်ပြည်သူ့လူမျိုးရေးတပ်မတော်ဖွာနဲ့နောက်လက်အောက်ခံမိုးမိတ်ခရိုင်ဘက်ကဖတ်တပ်ဖွဲ့တွေလည်းအခြေစိုက်ထားတာဖြစ်ပါတယ်ဒီဘက်ကတော်လန်ရေးအင်အားစုတွေကလည်းပေါင်းပြီးကာမယ်လို့ပြောတဲ့ အဲ့ဒီလိုပုံစံမျိုးဆိုတော့အခြေအနေတော့စောင့်ကြည့်ရမှာပေါ့ဒါပေမဲ့ဒီဘက်ကတော်လန်ရေးအင်အားစုတွေညီသွားရင်တော့တော်တော်နဲ့ထိုးဖို့မလွယ်ပါဘူးမိုးကုတ်မိုးမိတ်တို့ပြေးလိုက်ရတဲ့ကိစ္စကြားလိုက်ရတဲ့အချိန်မှာတော့ကျွန်တော်တို့တော်လန်ရေးအင်အားစုတွေအတွက်ထူးခြားတဲ့အရေးတစ်ခုဖြစ်လာမယ်လို့ပဲမျှော်လင့်တာပေါ့ဘာလို့တုံးဆိုတော့အရင်ကဒီ NLA အုပ်ချုပ်နေတဲ့အချိန်မှာကျန်တဲ့တော်လန်ရေးအင်အားစုတွေကဘေးထွက်နေရတဲ့ပုံစံမျိုးတွေအခုချိန်မှာကြအကုန်လုံးပေါင်းပြီးတော့အလုလုလို့ရလာတယ်လို့မျှော်လင့်တာပေါ့လို့ အမည်မဖော်လိုတဲ့မိုးမိတ်မြို့မှာရှိတဲ့တော်လန်ရေးတပ်ဖွဲ့တစ်ဖွဲ့ကပြောပါရယ်။ဒါအပြင် TNLA နဲ့အတူမိုးမိတ်မြို့တိုင်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့တော်လန်ရေးတပ်ဖွဲ့တစ်ဖွဲ့ကလည်းမိုးမိတ်မြို့ကိုကြံရှိနေတဲ့တော်လန်ရေးတပ်တွေနဲ့ဆက်လက်ခုခံကာကွယ်သွားမယ်လို့လူထုမျိုးဦးကိုပြောပါရယ်။တအောင်းကစုတ်ခွာမယ်လို့ဆိုပေမဲ့ကြံတဲ့အဖွဲ့တွေကစက်တိုက်မယ်ဆိုတော့အားလုံးအတူတူဆက်ချရမှာပေါ့။အလုံးညညို့ဖို့ပဲလိုပါတယ်လို့အဲ့ဒီတော်လန်ရေးတက်ကတာဝန်ရှိသူကပြောပါတယ် ချက်ချင်းနောက်ကဘုမတိဗမတိဒီလူကဘာဖြစ်လို့ဆဲနေတာလဲဘာအကြောင်းရှိလို့လဲမစင်းစားပဲနဲ့လာပြီးတော့အဲ့ဒီဆဲတဲ့လူရဲ့နာမည်ဒီမကပဲဆဲတဲ့လူရဲ့လူမျိုးကိုပြန်ဆဲဖို့အစင်းနေအဲ့ဒါဘာလဲဆိုတော့မျိုးချစ်စိတ်ပြင်းထန်တဲ့လက္ခဏာနော်အဲ့တော့ဒါတွေကိုခုလုံးလုပ်ပြီးသူတို့ကဘာလုပ်လဲအင်အားစုစည်းတယ်အင်အားစုစည်းပြီးတော့သူတို့ဒီအာနာရှင်ရဲ့လက်ကင်ထုတ်ဖြစ်လို့လာတယ်ဘာဖြစ်လို့အာနာရှင်လက်ကင်အခုရန်ကုန်ကဖုံးကြောက်ပြောကြည့်ပါနော်ចောင်းတိုင်းလို့ကျွန်တော်မပြောလို့မင်းចောင်းအများစုနှလုံးတိုင်းတုံးလုံးတိုင်းမရှိတဲ့ចောင်းရှိတယ် အခန်းငါးစားတဲ့အကြောင်းရှိတယ်တွားကြည့်ပါမိမအဝတ်တွေတုံးလုံးတွဲလောက်ဖုံးကြီးကျောင်းတဲ့မိမအဝတ်တွေဘာဘာပတ်ဆက်ပတ်ဆက်နေတော့ကောင်းလားဒါပေမဲ့လုံနေတယ်ဒါတွေကိုတက်ဆိုင်ရဒီခက်ဆက်ဆက်စစ်စစ်ကောင်းဆောင်တွေဘာဖြစ်လို့လွတ်ပေးထားတယ်အကုန်သိတယ်ဘယ်ဖုံးကြီးမိမရှုပ်တယ်ဘယ်ဖုံးကြီးမွေးစေဝါရှုပ်တယ်ဘယ်ဖုံးကြီးအရက်ရှုပ်တယ်ဘယ်ဖုံးကြီးငွေကြီးရှုပ်တယ်ဘယ်ဖုံးကြီးလောင်းစားရှုပ်တယ်အကုန်လုံးသိတယ်ဒါပြန်ပေါင်းထားတယ်အကုန်လုံးကိုလွတ်ပေးထားတယ်သူတို့အတုံးလို့ခိုင်းလို့ရအောင်နော်အာနာရှင်တွေကကျွန်တော်ပြောပြတော့သူသားသုံးသားကိုမြဲကြောက်တယ်စစ်သားရဲ့ဖျားထားရဲ့အကြောင်းတိုင်း အဲ့ဒီမှာစစ်သားကိုတတွင်းတတံတမိတ်အမိတ်ဘေးဘေးမှာတချံဆိုတာဟာတို့နားရိုက်တွင်းပြီးတော့ဘာနည်းလောက်ထားလဲနော်အတိတ်တရားတွေကိုမှောင်မှားအောင်လုပ်ထားတယ်ကျောင်းသားတွေကိုကြတော့ဘာလုပ်လဲကောလိပ်တွေကိုမြို့မြင့်ချက်တယ်ပညာရေးစနစ်ကိုတွဲခေါ်နိုင်စွမ်းကျဆင်းအောင်ဒါရေးဒါကျက်ဒါပြေဆိုတဲ့စနစ်တွေလုပ်ဖြစ်တယ်လူတယောက်ရဲ့တွဲခေါ်နိုင်စွမ်းမြင့်မားလာအောင်မပြုစုပြောထောင်မပေးတဲ့ပြင်အဲ့လိုတွဲခေါ်နိုင်စွမ်းမြင့်မားလာတဲ့လူတွေကိုခိနှိပ်ပြစ်နော်ပြီးလို့ရှိရင်ဖျားသားဖြစ်တဲ့ဒီတန်းကားတွေနောက်ကိုရှိုးအောင်ရေးဖြစ်မှာဒီစစ်အာဏာယူတွေကောင်းကောင်းသိပါတယ် ်ဒီတန်ကာတွေအင်အားအဲ့ဒီအတွက်တန်ကာတွေထဲမှာသူတို့ရဲ့ဆဲတွေကိုထည့်လိုက်ဆဲတွေကိုထည့်ပြီးလောက်ပိုင်ခွင့်တွေနေရာထိုင်ရေးတွေအခွင့်အရေးတွေဒါတွေနဲ့ညှားပြီးတော့တန်ကာဩဇာအာဏာရှိတဲ့တက္ကမကြီးတဲ့ဆရာတော်တွေကိုဖျက်ဆီးပစ်ဖျက်ဆီးပြီးတော့သူတို့ကပိုင်ထောင်တွေကသူတို့အကြိုက်တုံးမှုရအောင်လုပ်ပစ်တယ်စာတင်တိုက်တွေကိုနှိပ်ကုတ်ထားတယ်နော်ကျွန်တော်တို့ရွှေရောင်ရင်းမှာအလုံးတည်းတဲ့အတိုင်းစာတင်တိုက်တွေကိုဘယ်လိုပုံစံဝင်စည်းလဲဒါပုံစံကတည်းကစကားဝင်စည်းလို့ဝင်စည်းကြည့်တာအဲ့ဒီကိုတော်တွေမှာဘာမှမရှိဘူးလေအနှက်ရှိတာမဟုတ်ဓာတ်ရှိတာမဟုတ်ဘောင်းရှိတာမဟုတ်ဘူးလေနော် တန်ခါတွေဘာလို့လဲနိုင်ငံရွာကိုထွက်ပြီးတော့မြစ်တာပို့တာလေမြစ်တာတော့ရွတ်တာတန်ခါအလုပ်လေဆိုတော့အဲ့ဒီဟာရင်းရဲဆက်ဆက်ရက်ခွဲတဲ့ခေါင်းတွေကိုမျိုးစုံနှိပ်ကုတ်ခဲ့တယ်ဒါပေမဲ့ငပောက်တို့လိုမျိုးဒီလိုအရေးချုံဝါတဝလိုလိုမျိုးဒီလိုအရေးချုံအောက်တန်းစားတွေကိုဘာလို့ပေးလိုက်မြောက်ပေးလိုက်မြောက်ပေးလိုက်တာဟာတာနာကိုဖြစ်တာကိုတရားဝင်ဖြစ်ခွင့်ပေးထားတာလည်းမတူဘူးလားတန်ခါဆိုတာတန်ခါလောက်လောက်ကမယ်တန်ခါအလုပ်မလုပ်နိုင်ရင်တန်ခါထွက်ရှင်းရှင်းလေးပဲတန်ခါမှာလူမျိုးမရှိဘူးဘာသာမရှိဘူးနော်ဘုဒ္ဓဘာသာဆိုတာအခြားဘာသာတွေလို့ ပါရာအဖွဲ့အစည်းတခုမဟုတ်ဘူးလောကတဘာဝအမှန်တရားတွေကိုမြတ်စွာဘုရားသွားပြောင်းသွားတယ်မိရပူတယ်မိတို့တွားကြရင်ပူတယ်ဒါပေမဲ့ပထမဆုံးကမတည်ဘူးမိရပူလားအေးလားဖះဟောမှာတည်ပါတယ်အဲ့တော့ဖះရဲ့တရားဆိုတာဖះကိုယ်ပိုင်ဟောထားတာမဟုတ်ဘူးဒါပေမဲ့အခုဒီငပောက်လို့ကောင်မျိုးတွေကမိရဖះဟောထားတာမိရပူတယ်ဆိုသူကမိရအေးတယ်ပြန်လုပ်နေတာတဲ့အဲ့တော့တာသနာတော်တရားဝင်ဖြတ်ပြရတာမဟုတ်လားအဲ့တော့ဒီတော်လိုင်းနိုင်ဖို့လိုတယ်ဆိုတာကဒီတော်လိုင်းအလွန်ကာလတည်သူရွေးချယ်တဲ့တမန်တော်ရဲ့အောက်ချုပ်မှုအောက်မှာတိုင်းပြည်ရောက်သွားတဲ့အချိန်မှာတာသနာတန့်ရှင်းရေးဆိုတာဂျင်းကြီးပေါ်လာလိမ့်မယ် ဒါကြောင့်မို့လို့နော်အဲ့ဒီချိန်တာသနာပြုမင်းပေါ်မယ်ဆိုတာအဲ့ဒီလိုခါမျိုးပြောတာတော်နိုင်ကြီးကနိုင်ုံနိုင်နဲ့မေုံကြည့်လိုက်တော်နိုင်ရဲ့အလွန်ကာလတို့အရေးကြုံနေတာနောက်ဆုံးကျွန်တော်မြဲပြောနေလို့ဒုံကပဝိတ္တာဆာဗျာရှင်းရှင်းပြောရင်နော်ဒုံကပဝိတ္တာကဆာဒုံကပဝိပြီးဖဲရိုက်နေတဲ့ကောင်လို့အရက်တောင်နေတဲ့ကောင်လို့ပုံမှန်လေးနဲ့တခါတော့ဖန်ဆောင်ချပြည့်နော်မဝင်နိုင်မဝင်နိုင်တကယ်တာသနာကိုတတ်နိုင်ရှင်းရှင်းပြုနိုင်တဲ့ပုံပေါ့တာသနာတန်တာငါးသိရှိတယ်တဲ့နော်ဒီလိုကြီးပြောထားတာတာသနာငါးသိတာရှိတယ်အဲ့ထဲမှာတန်သာဝိနည်းနဲ့မညီတဲ့ပုံကိုယ်တွေများနေဘာဖြစ်လာတာသနာပြက်လာပဲဖတ်တယ်မြင်လေ ဟုတ်တယ်မလားတန်ခါ9သိန်းမပြောနဲ့9သိန်းမှာအထုက၄သိန်း9000ရှိမယ်အစ်စ်က9000ပဲဆိုအဲ့၄သိန်း9000ကျွန်တော်တို့မမီဘူးကျန်တဲ့တန်ခါ9000အောင်ပဲတိတိကျကျပြုကိုယ်ွယ်ပြီးတော့မုံမှန်ပြီးတော့ဒီသာသနာပြန်ပေါ်ရင်တော့ဝိုင်းလုံးမယ်အဲ့ဒါကသာသနာအစ်စ်မှန်သိကြတယ်နော်အဲ့တော့ဒီတော်နိုင်နိုင်ဖို့လိုတယ်ဆိုတာဒီလိုအရေးကြုံအောက်တန်းစားတွေကိုကျွန်တော်တို့နှိမ့်ကုပ်ဖို့ရတယ်အခုငပောက်ကထိုင်းကိုမလာဘူးလို့ပြောလို့မရဘူးလာနိုင်လာအောင်ပဲအားလုံးသိတဲ့အတိုင်းထိုင်းဆိုတာလေတော်နိုင်ဘက်ကိုအပြည့်ရက်တည်ထားတဲ့တိုင်းပြည်တစ်ခုမဟုတ်ဘူးနှစ်ဖက်ကိုဘယ်နဲ့ညီအောင်လို့ နေတဲ့တိုင်းပြည်တစ်ခုဖြစ်တဲ့အတွက်သူတို့ဘက်မှာလည်းဖက်တင်လျောက်ဆက်သွယ်ဆက်သွယ်မှုပတ်သက်မှုဆက်နွယ်မှုတွေရှိတယ်။ဒါကြောင့်မလို့ကျွန်တော်ဒီညမှာတခုပြောချင်တယ်ဒီဗီဒီယိုဖိုင်ကိုတင်လိုက်တဲ့ညီကိုကစပြီးတော့မပေါက်ပဲလာတာဘလူပဲလာတာကျွန်တော်တို့တွေကထိုင်းမှာနေတာဖြစ်တဲ့အတွက်ဥပဒေမဲ့အလုပ်တွေကိုတော့မလုပ်မိစေနဲ့ရှင်းရှင်းပြဥပဒေပေါင်တဲ့ကကျွန်တော်တို့ဘလို့တောက်ပြန်လို့ရမလဲ။ ဒီလိုလူရောက်ပါတယ်ဒီအောက်တန်းစားတွေကိုကျွန်တော်တို့ကထိုင်းနိုင်ငံရဲ့အကာအကွယ်ဥပဒေဘောင်တွေကနေဘလို့တောက်ပြန်လို့ရမယ်ဌာနဆိုင်ရာတွေနဲ့ပေါင်းစည်းပြီးတော့ဘလို့ကင်ွယ်လို့ရမလဲဒါမျိုးတွေကိုများများအားပေးကြပါများများဝိုင်းကူးစားပေးကြပါနော်ခုလိုမျိုးထွက်ပြောပေးတာကျေးဇူးတင်ပါတယ်ဘာဖြစ်လို့တို့လူရောက်ပါတယ်တို့များများပြောနိုင်တဲ့လူတွေရှိမှတော်ကြပါမယ်နော်အားကြောင့်မလို့ခုလိုဝင်ထွက်ပြောပေးတဲ့ညီကိုဒီကိုအားလုံးကိုကျေးဇူးတင်ကျွန်တော်ကျွန်တော်ဘက်ကကြားပြောလို့မဟုတ်ဘူးနော် ကျွန်တော်ပြောချင်ချင်းလေးအမှန်တရားဘွဲ့များများဖတ်ပြောပါဒီကာလဟာနှစ်ဖက်အတွက်အင်မတန်ရည်ကြီးတဲ့ကာလဖြစ်တဲ့အတွက်အမုန်းခံဖို့မကြောက်ပါနဲ့အမှန်တရားအတွက်မုန်းလို့မလားလို့စိတ်ကတော့မုန်းကြပါစေကျွန်တော်တော့အဲ့ဒီစိတ်ထားပါတယ်တော့ဒါကြောင့်မလို့အခုဒီနေ့လို့ခင်မျိုးမှာကျွန်တော်မတရားတဲ့လုပ်ရတဲ့ဒီတွင်းမှာပဲဖြစ်ဖြစ်ပြီးပါမှာပဲဖြစ်ဖြစ်ကျွန်တော်တို့နိုင်ငံအတွက်တွေ့နေနေနေငြိမ်ခံနေထားပါနဲ့ထောက်ပြီးတော့ပြောပြပါလို့အားလုံးတိုက်ကြပါမယ်